ကျွန်တော်ကိုမင်းမယ်အာတီကာနဲ့ဒီကားနဲ့မင်းဘေကားစီးမလဲဆိုရင်တော့ကျွန်တော် personally ပေါ့နော်ဆိုတော့ကျွန်တော်တရုတ်ကားတွေဂျပန်ကားတွေဘာမှခွဲပြားတာမဟုတ်ဘူးကျွန်တော် personally ရဆိုတော့ကျွန်တော်ဒီကားကိုစီးမယ်ဒါတော့ဟိုအမှန်တမ်းပြောရရင်အားနေချက်လို့တော့ပြောလို့မရဘူးဘာလို့ဆိုတော့ကားတော်တော်များများမှလည်းအဲ့လိုမျိုးနင်းလိုက်တဲ့ခါမျိုးမှာအတန်လေးကြားရတာတော့ရှိတယ်မထွက်ရင်တော့ပိုကောင်းတယ်ဆိုတဲ့သဘောမျိုးရှိတာပေါ့နော်ဒါပေမဲ့ဆိုတော့ကားကနည်းနည်းကြီးသလိုခံစားရပေမယ့်ဒီလိုမျိုးကင်မရာစနစ်ကအောင်းကြည့်နေဖေးထားရတဲ့အတွက်ကြောင့်မို့ဒါကတော့မောင်းမယ်ဆိုရင်တော့အဆင်ပြေပါတယ် အော်တိုဝိုင်းအပရိတ်ကြီးအားလုံးပဲမင်္ဂလာပါခင်ဗျလွန်ခဲ့တဲ့3လလောက်တုန်းကကျွန်တော် channel မှာ1996သိန်းနဲ့ရရှိနိုင်မဲ့ကားဆိုပြီးတော့ကျွန်တော်ဒီတောင်ဖတ်မိတ်တွေကို review လုပ်ခဲ့ဦးပါတယ်အဲ့တုန်းကတော့ကျွန်တော်တို့ကားက test ride ကားမရှိတဲ့အတွက်ကျွန်တော် test ride မလုပ်ခဲ့လိုက်ရဘူးအဲ့ video မှာပြောရဲကျွန်တော်နောက်ကားရောက်တဲ့ခါကျရင် test ride လုပ်ပေးမယ်လို့ပြောခဲ့ပါတယ်အဲ့ video လေးမှာတော့ကျွန်တော်ဒီကားလေးက test ride လုပ်ပြလို့မရဘူးဒီက display လုပ်ထားတဲ့ ကားလေးဖြစ်တဲ့အတွက်ကျွန်တော် test ride လုပ်ခွင့်မရဘူးပေါ့နော်ဒီဟာလေးကိုကျွန်တော်တို့ first impression အနေနဲ့ walk around အနေနဲ့ပဲသဘောထားပြီးတော့ကြည့်ပေးစေချင်ပါတယ်ဂျူလိုင်လထဲမှာဆိုရင်တော့ test ride လုပ်နိုင်မယ့်ကားလေးတွေရှိမယ်လို့ပြောပါတယ်အဲ့ခါကျရင်ကျွန်တော် test ride လုပ်ရင်လည်းတစ်ခေါက်ထပ်ပြီးတော့ကျွန်တော်ပြပြပေးပါမယ်ပြီးတော့အခု showroom ကလည်းကျွန်တော်ဆက်သွယ်လာရဲညီလေး test ride လုပ်လို့ရပါပြီ test ride ကားလေးရပါပြီဆိုတော့ကျွန်တော်ဒီနေ့ test ride လာလောက်တာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ခရီးရှည်လေးမောင်းကြည့်မယ်အသေးချာလေး test ride လုပ်ကြည့်ပေးမှာဖြစ်ပါတယ်ဒီဗီဒီယိုလေးမှာတော့ဒီကားရဲ့ test ride အကြောင်းကိုသေသေချာလေးရှင်းပြပေးသွားမှာ ဖြစ်ပါတယ်ခင်ဗျာအဲဆိုတော့အိုက်တမ်ကတော့ကျွန်တော်ဗီဒီယိုမှာကျွန်တော်လာပြီးတော့အဲ့ဗီဒီယိုကြည့်ပြီးတဲ့နောက်ပိုင်းမှာဆက်သွယ်ဝေးလေအများကြီးရတယ် inquiry လေးအများကြီးရတယ်ပေါ့နော်ဆိုတော့လက်ရှိမှာတော့ဒီကောင်လေးကဈေးကွက်ထဲမှာတော်တော်လေးဟော့နေတယ်အဲ1299သိန်းနဲ့ဈေးဖွင့်ထားတယ်အဲဒါပေမဲ့လည်းပြင်ပမှာတော့ပြင်ပဈေးလေးတွေလက်ရှိတော့အာ1490လောက်ထိဈေးလေးတွေတော့ပေါက်နေရလေးတော့ရှိရပေါ့နော်ဒါကတော့ဒီအာဒီစက်ရုံကတော့သူတို့ရောင်းလိုက်တယ်ပြီးတော့ဒီဝယ်ရောင်းလေးလက်ထဲမှာပဲဖြစ်ဖြစ်တခြားဒီလိုက်လက်ထဲမှာတော့အာဒီလိုအပ်ချက် demand အရဈေးနှုန်းလေးတွေကတော့လိုမျိုး အာဖြစ်နေရလေတော့အဲကျွန်တော်အနေချင်းတော့တွေ့ရတယ်ပေါ့နော်ဆိုတဲ့အခါကျတော့ okay ကျွန်တော်တို့ဗီဒီယိုတွေမှာဈေးနှုန်းလေးမပြောလို့ပြောလို့ဆိုတဲ့သူတွေအတွက်ကျွန်တော်ဒါလေးကိုအဲထည့်သွင်းပြောပြပေးတာဖြစ်ပါတယ်အပြင်ပြင်ပပေါက်ဈေးတွေကတော့ဒီ demand ပေါ်လိုက်ပြီးအပြောင်းလဲတွေအများကြီးဖြစ်နေတာဖြစ်တဲ့အတွက် official လို့တော့ကျွန်တော်မပြောချင်ဘူးဒါပေမဲ့လက်ရှိကျွန်တော်တို့ဒီအခုဗီဒီယိုရိုက်ကူးနေတဲ့အချိန်စက်တင်ဘာလ2025စက်တင်ဘာလမှာတော့အဲ့လိုမိုးလေးပေါက်နေတယ်ပေါ့နော်ဆိုတော့နောက်ပိုင်းမှာတော့ကားအစီးတွေဆက်ယုံကနေထွက်နိုင်ထွက်နိုင်သလောက် permit တွေရရင်ရနိုင်သလောက်ကတော့ဈေးနှုန်းတွေကအပြောင်းလဲဖြစ်သွားဖို့ရှိပါတယ်ဒီကိစ္စကလည်းကျွန်တော်အရှိမကျွန်တော်တို့ channel မှာဒီ အာကျွန်တော်တင်ထားတဲ့ကွန်မန်မောင်နဲ့အင်တာဗျူးမှာဆိုလဲဒါပြောထားတယ်ပေါ့နော်ဆိုတော့ဒါအဒီဈေးတွေကဒီပါမစ်ချထားပေးနိုင်မှုဒီဒီအခုလက်ရှိသွင်းတဲ့ကား SK ထုတ်တဲ့စက်ရုံတွေကိုနိုင်ငံတော်ကနေပြီးတော့ဒီ license ပါမစ်အစီအစဉ်များထုတ်ပေးနိုင်မှုနဲ့လည်းသက်ဆိုင်နေတယ်ဆိုတော့ကြောင့် demand ကများနေတဲ့အတွက်စက်ရုံကထုတ်နိုင်တဲ့နဲ့စွမ်းကနည်းနေတဲ့အတွက်ကြောင့်မို့လို့မျိုးဈေးနှုန်းကွာဟချက်လေးတွေလည်းဖြစ်နေရလဲဖြစ်ပါတယ်ဆိုတော့အခါကျကျွန်တော်ဒါဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဆက်ပြီးအများကြီးကျယ်ဝင်းမပြောတော့ဘူးကျွန်တော်တို့အခုလက်ရှိတော့ပြတ်ဆွိုက်လေးအရင်ပေါင်းကြည့်ကြပါမယ်ခင်ဗျာ ထမအောင်ဆုံးတွေ့တဲ့ဟာကတော့ဒီ screen မှာပေါ့နော်သူကပေါ်တယ်ရှေ့မှာဘာကားရှိလဲဘေးကဘာကားဖြတ်လဲအဲ့ဒါလေးကအဲအရန် speed နဲ့အရန်အမြန်ကြော်သွားတဲ့ကားတွေဘာတွေဆိုရင်တော့တိတ်အာသူအမြန်ကြီးမပေါ်ဘူးပေါ့နော်မမှန်ဘူးပေါ့နော်ကြော်သွားပြီးသွားတဲ့ခါမျိုးမှာပေါ်လာဒါဆိုကျွန်တော်ဘေးကကားကြော်သွားတယ်ဒီအရှိလေကာမှန်လေးနားနည်းနည်းလေးကြော်မှသူပေါ်တယ်ပေါ့နော်ဒါပေမဲ့အဲနောက်တစ်ခါကြာလို့ရှိရင်ဟိုနည်းနည်းတော်တော်လှမ်းလှမ်းကားဆိုလို့ရှိရင်နီနီနားမှာကိုအာကျွန်တော်ပြောရရင်တော့အဲခုနှစ်ပေ၈ပေလောက်အထိကိုသူပေါ်တယ် ်အခုဒါညာဘက်ဘေးမှာကျွန်တော်ညာဘက်ဘေးမှာစပိန်တစည်းရှိတယ်အခုပေါ်မလာသေးဘူးပေါ့နော်တော်တော်အနီးကပ်ရောက်ပြီဆိုတော့မှအဲသူပေါ်လာမှာဒါဆိုရင်တော့မပေါ်လာဘူးပေါ့နော်ဒါစပိန်ကိုသူတံမစီနည်းနည်းလေးကျွန်တော်ကားနဲ့အဲဟွာလာပေါ့ကျွန်တော်ရဲ့ဟိုဘက်ညာဘက်ချမ်းအဝေးဆုံးဒီဒီ platform ပေါ်မှာရှိနေတယ်စပိန် platform နားမှာရှိနေတယ်စပိန်ပေါ့နော်ဒါဆိုသူမပေါ်ဘူးပေါ့နော်အဲနည်းနည်းတအားဝေးသွားလို့ရှိရင်သူမမှန်တော့ဘူးပေါ့နော်ရှေ့မှာရှိတဲ့အရာတွေကိုပြတဲ့ဟာကပေါ့နော်ဒါပေမဲ့နီနီကက်ကက်မှာရှိတဲ့ဟာမျိုး6ပေ9ပေအတွင်းမှာရှိတဲ့ဟာမျိုးလေးတော့ ဒီကွာမှန်တယ်ဒါကလည်းဒီလောက်ပဲလိုအပ်တယ်လို့ထင်တယ်ကျွန်တော်အအနည်းဆုံး6ပေ9ပေမကောက်9ပေလောက်ထိတော့3မီတာလောက်ထိတော့အကျွန်တော်တို့မှန်မှန်ကန်ကန်ပြနိုင်တယ်လူလေးတွေပါအရန်မြန်သွားကိုကရွှေ့တာအရန်မြန်သွားကျွန်တော်သူအဒီဟိုဟာဖြစ်အောင်ပုံတန်းပြီးမပြနိုင်ဘူးပေါ့နော်ဒါဆိုဒီရှေ့အခုဟာဆိုမှန်တယ်ပေါ့နော်ရှေ့မှာကျွန်တော်ရှေ့မှာ box ကားရှိရယ်ညာဘက်ချမ်းမှာ pro box နှစ်စီးရှိရယ်ဒါဆိုမှန်တယ်ပေါ့နော်နောက်ထပ်ကားတစ်စီးဘေးချင်းရှင်ရဲ့ရက်လာတယ်ဒါမှမဟုတ်အဲ့ဒါတော့သူမပေါ်လာဘူးသူကအဓိကအရှေ့မှာဒီအရှေ့နားမှာရှိတဲ့လေကားမှန်ရှေ့ အဲဒီမြင်ကွဲမှာရှိနေတဲ့ဟာလေးတွေကိုအများဆုံးပေါ်တာပေါ့နော်အဲပုံစံအားဖြင့်တော့လေမှန်တယ်ပေါ့နော်ရှေ့မှာဆိုဘောက်ကဘောက်စကာပေါ့နော်ဒါဘောက်စကာကိုလုံးဝမှန်မှန်ပေါ်တယ်ဆိုတော့အရန်မြန်တဲ့ဟာတွေပဲမှန်မှန်တော့ကျန်တဲ့ဟာတွေကိုမှန်တယ်ပေါ့နော်အဲနောက်ပြီးတော့ blind spot camera ပေါ့နော်အခုကျွန်တော်တို့ blind spot ဘယ်ဘက်ကိုကိုယ်မယ်လို့ကျွန်တော် signal ပြလိုက်တာနဲ့ဒီဒီဘက်မှာဘယ်ဘက်ကိုကျွန်တော်ကြည့်လို့ရတဲ့ screen အကြီးပေါ်လာတယ်။ဒီ blind spot ကင်မရာတော့ကျွန်တော်ပိုအဲသဘောကျတယ်။ဒါကြီးသွားတယ်။ဒါပေမဲ့အားနည်းချက်တစ်ခုကဘာလဲဆိုတော့ तू ကရှေ့ရ instrument cluster မှာပေါ်တာမဟုတ်ဘဲနဲ့ကျွန်တော်ဒီအလဲကဒီ main infotainment screen မှာပေါ်တာဖြစ်တဲ့အတွက်အဲ့ကိုလှည့်ကြည့်နေကျွန်တော်နည်းနည်းဟိုအာယုံတော့နည်းနည်းများတာပေါ့နော်။ဒါပေမဲ့လည်းမဆိုးဘူးပေါ့နော်။အဆင်ပြေပါတယ်။ screen ကကြီးတဲ့အတွက်ကြောင့်မို့တစ်ချက်တော့လှမ်းကြည့်လို့ရတာပေါ့နော်။ဆိုတော့ဒါကွက်ပြီးသွားပြီဆိုတော့ तू က तू auto ပိတ်သွားတယ်။ तू ကဘေးဘက်ကောအပေါ်ကောပေါ်တာပေါ့နော်။ကျွန်တော်ပြရမယ်ဆိုဘေးဘက်ကော သူအပေါ်စီးရဗျူးနှစ်ခုနဲ့ပေါ်တာအဲ့တော့ကြောင့်မလို့ကားကအခုကျွန်တော်မောင်းကြည့်ရဲ့အချိန်မှာရှေ့ကဘောနက်ကြီးအရန်ကြီးတယ်ဘောနက်ကြီးအရန်ကြီးတဲ့ဖြစ်တဲ့အတွက်နည်းနည်းဟိုတချို့ main ကလေးတွေဖြစ်ဖြစ်တချို့လူကြီးပဲဖြစ်ဖြစ်ဟိုတချို့ကဘောနက်ကြီးအရန်ကွယ်တဲ့ပုံစံမျိုးမကြိုက်တဲ့သူမျိုးဆိုရင်တော့နည်းနည်းလေးဒီကအခက်ခဲလေးရှိလိမ့်မယ်နောက်ပြီးတော့ဒီဘက်အဲဘယ်ဘက်ကအေပလာလေးကနည်းနည်းကွယ်ကျင်နေပေါ့နော်အဲ့ဒါလေးတစ်ခုနည်းနည်း အဲကျွန်တော်လက်ရှိတွေ့တခုမရှိမောင်းပြီးတဲ့15မိနစ်မိနစ်20ဝန်းကျင်မှာတွေ့ရတဲ့အဲလောလောဆယ်အဲအခက်ခဲဖြစ်နိုင်နေဆိုတော့အချက်လေးတွေပေါ့နော်ဒါပေမဲ့လွယ်ကူတဲ့အချက်ကတော့ဒီဟောဒီအဲ့လိုမျိုးနည်းနည်းလေးခံစားရပေမဲ့လည်းဒီမှာကျွန်တော်တို့ဒီ blind spot ကင်မရာတွေအပေါ်စီးကမြင်ရတဲ့360ကင်မရာတွေပါလာတာတော့တော်တော်လေးဟိုအားသာချက်လို့ပြောလို့ရပါတယ်ဆိုတော့ဒီကောင်ကအနောက်ကိုဆုတ်လို့ရှိရင်လည်းကျွန်တော်တို့ဒီ batman လေးတွေက auto သူကိုချိန်ထားသလိုပေါ့နော် back ကိုဆုတ်လို့ရှိရင်ဘလို့ batman mirror position ကို ထားခြင်းလဲဆိုတဲ့အတိုင်းအဲထားလို့ရတယ်နောက်ပြီးတော့ဒီဘတ်မန်ကလည်းမြင်းကွေးပါတယ်ဗောနော်ဆိုတော့မြင်းကွေးပါတယ်အဲဆိုတော့အပေါ်အပေါ်စီးကကြည့်ပြီးအဲဒီအောက်ကပဲကြည့်ကြည့်ဗောနော်ဆိုတော့ကင်မရာတွေကတော့တော်တော်လေး resolution ကောင်းတယ်ကြီးကြီးလင်းလင်းပဲတော်တော်လေးကို water tight မနေဘူးဗောနော်ဆိုတော့ကားကလည်းကြီးသလိုခံစားရပါမယ်ဒီလိုမျိုးကင်မရာစနစ်ကကောင်းကောင်းကြည့်ရင်ဖေးထားရတဲ့အတွက်ကြောင့်မို့ဒါကတော့မောင်းမယ်ဆိုရင်တော့အဆင်ပြေပါတယ် အဲကျွန်တော် driving mode မှာလည်းသူက2မျိုးပါတယ် normal နဲ့ sport ဆိုပြီးတော့ဗောနော်ဆိုရင်ဒါကျွန်တော် share ကားလေးကိုကြော်ကြည့်မယ်ဗောနော်ဆိုတော့သူက share lamp ဖက်ပေးရတော့ကျွန်တော်အောင်ကြော်ရနေပဲကြော်ရမှာဗောနော်ဆိုတော့အင်ဂျင်တန်လေးတော့အဲ liver pit နင်းတဲ့အချိန်မှာအင်ဂျင်တန်လေးတော့နည်းနည်းကြားရတယ် instant တော့လည်းတော်တော်ကောင်းတယ်ချိန်နဲ့ speed နဲ့ကြော်တဲ့အချိန်မှာဒါခုဆိုရင်ကျွန်တော်ဒါ100 kg 100လောက်ရှိရေဗောနော် တော့အဲ့လိုအချိန်မျိုးမှာစီရန်ကဘာတော်တော်တိတာွားလဲဆိုတော့စီရန်ကလုံးဝမာွားတယ်ပေါ့နော်စပီနဲ့နေတဲ့အချိန်မှာစီရန်တွေတိတာမာွားရင်ငြိမ်ပြီးဝစ်ပြီးတော့ပြေးတယ်အင်ဂျင်တန်လေးတော့နည်းနည်းကြားရတယ်ပေါ့နော်ဒါ138ပေါ့138လောက်အထိကိုကတ်တရလမ်းပေါ်မှာနေတဲ့အချိန်မျိုးမှာကျွန်တော်ဘာမှတအားကြီးအာစိုးရင်ရတဲ့ခံစားချက်မျိုးမရဘူးလီဘာယော့သွားတဲ့အချိန်မှာချက်ချင်းစီရန်ကပြန်ပြီးတော့နည်းနည်းလေးအိကြွားတယ်အဲ့ဒါလေးကလည်းတိတာတယ်ဘာလို့ကျွန်တော်မောင်းနေတဲ့သူဖို့ ်အဲနောက်ပြီးကားကိုတေချာအာယုံခံပြီးမောင်းနေသူဘောတော်တော်လေးကိုတိတာတယ်လီဘာမြင်းများနင်းလာတာနဲ့စီရတန်းပို့ပြီးတင်းပြီးတော့စီးလာတယ်ဗောနော်အဲ့ခံစားချက်ကလေးကတော့တော်တော်တိတာပါတယ်ဆိုတော့ဒါကျွန်တော်အခုနင်းခဲ့လိုက်တာဆိုလို့ရှိရင်ဆန္ဒကားနစီကိုကြော်ပြီးတော့ကျွန်တော်နင်းခဲ့လိုက်တယ်နင်းခဲ့တဲ့အချိန်မှာလုံးဝကားနစီကလုံးဝပြက်ကျန်ခဲ့လောက်တဲ့အနေထားအထိဗောနော်ရောက်သွားတယ်ဗောနော်120လောက်ထိကျွန်တော် မောင်းခဲ့တာဒါပေမဲ့ဘာမှ worry မဖြစ်ဘူးကားခါသွားတာလည်းမရှိဘူးလူးသွားတာလည်းမရှိဘူးတော်တော်လေးကိုညိနေဟောဒီကားကညိနေညိမှာပဲဘာဖြစ်လို့ဆိုတော့ကျွန်တော်တို့ဒီဘက်ကလည်းတော်တော်လေးကိုအဲကျဲတယ်ပေါ့နော်နောက်ပြီးတော့ကျွန်တော် free base ကတော်တော်ကြီးချိန်တယ် free base ကကျွန်တော်9ဘေးလောက်ရှိတယ်ဆိုတော့ကြောင့်ထဲထဲမှာလည်းတောင်းတောင်းကြိုင်းနေပါပဲ vibration မခံစားရဘူးပေါ့နော်ဆိုတော့ကားအဲ suspension ကတောင်းတောင်းလေးတော့ဖြစ်တယ်ဒါပေမဲ့အဲဘိုက်အရင်ခုံနေတာမျိုးခုံနေတာမျိုးမရှိဘူးတောင်းတောင်းတယ်လို့ခံစားရတယ်ဒါပေမဲ့အဲကျွန်တော်တို့အောက်က ဒီ vibration ကကျွန်တော်တို့ဒီ car စီကိုရောက်မလာဘူးလူစီကိုရောက်မလာဘူးပေါ့နော်မားရဲဆိုတော့ဘလို့တို့သိတယ်ဆိုတော့ဒီအောက်ကဒီ bane ရဲ့လှုပ်ရှားနေတဲ့ခံစားမှုကိုခံစားရတယ်ဒါပေမဲ့အဲ့ကောင်ရဲ့ impact ကကျွန်တော်လူစီကိုရောက်မလာဘူးပေါ့နော်ဆိုတော့အဲ့ဒါမျိုးလေးပေါ့နော်ဆိုတော့ခံစားချက်ကတော့အဲ့လိုပုံစံလေးရှိပါတယ်အခုကျွန်တော် car ထပ်ကြော်ပါမယ်နောက်လျှောက်ကျွန်တော်ဒါကြော်လာတာပေါ့နော် car တွေကအကုန်လုံးကဒီကျွန်တော်ဒါအမှတ်နှစ်လမ်း highway ပေါ်မှာပေါ့နော်ဆိုတော့ရှေ့မှာကကျွန်တော်တို့ကကားတွေအောက်ကို မချပေးတဲ့အတွက်ဒီလမ်းမြောင်းမြန်လည်းမကျော်ရင်လည်းကျွန်တော်အောက်ကနေပဲဒီကျော်ရတာပေါ့နော်ဆိုတော့လမ်းကတို့ဘာလို့အောက်မချလဲဆိုတော့အောက်ကတ်တရားလမ်းဒီဘက်ချမ်းပဲတဝက်ပဲခင်းထားတာပေါ့နော်ဒီညာဘက်ချမ်းခင်းထားတဲ့အတွက်အဲ့ဘက်ကိုကားတရားချပြီးမမောင်းကြအောင်ပေါ့နော်ညာသွားဖြင့်ကျော်တာကတော့တို့ကလမ်းမြောင်းမြန်ကျော်ကြတာပေါ့ကျွန်တော်ကတော့လမ်းမြောင်းမြန်မကျော်ဘူးပေါ့နော်အန္တရာယ်များတဲ့အတွက်ကျွန်တော်အောက်ကနေပဲဖြည်းဖြည်းချင်းလေးကားရှင်းတော့မှာပဲဝိုက်ပြီးတော့ကျော်တဲ့အနေအထားမျိုးလုပ်တယ်မှန်မှန်တိုင်းဆိုလို့ရှိရင်တော့ဒီလိုမျိုးကျော်ရမှာမဟုတ်ဘူးပေါ့နော်ဆိုတော့ကားတရားလည်းလုံးဝချပြီးမှာမဟုတ်ဘူးပေါ့အောက်ကော ဆိုတော့ဒါကတော့ကျွန်တော်အပေါ်ကြောကနေဝိုက်ပြီးကြောကြည့်မှာပေါ့နော်ရှေ့မှာလည်းကားရှင်းနေဆိုတော့တော်ရထက်ကြောကြည့်မယ် light ထွက်ကိုကျွန်တော်ပြောင်းရအောင်ဆို instant တော့လေတော်တော်လေးကိုကောင်းတဲ့နေထားမှာတွေ့ရပါတယ်ကျွန်တော်တို့နင်းလိုက်တဲ့အချိန်မှာ lag ကြီးကြံနေခဲ့တာမျိုးမယုံမဲကြံနေတာမျိုးခါသွားတာမျိုးလူးသွားတာမျိုးတော့အလုံးဝမရှိဘူးပေါ့နော်ဒါဆိုကျွန်တော်တို့အခု toll gate ကိုရောက်ပြီပေါ့နော် toll gate ကိုရောက်မှာကျွန်တော်အခုတော့ဒါ toll gate ကိုရောက်ပြီဆိုတဲ့အတွက်ကျွန်တော်ပြန်လှည့်လိုက်တော့မယ်ပေါ့နော် အရှိတိုးကေးကိုမဖြတ်တော့ဘူးကျွန်တော်ဆိုတော့ဒါအမှတ်9လမ်းပေါ်ပေါ့နော်ဆိုတော့အမှတ်9လမ်းပေါ်ကိုသွားမှာကျွန်တော်အမှတ်9လမ်းပေါ်မှာဒါစပီနဲ့နင်းကြည့်တယ်ပေါ့နော်ကျွန်တော်40လောက်ကနေကျွန်တော်နင်းတာပေါ့နော်ဒီဒါကျွန်တော်တခြားလမ်းကိုလေးကိုကျွန်တော်စပီလေးနဲ့ဖြတ်ကြည့်မယ်တော့ညိနေအခုဒီလမ်းကအမှတ်9လမ်းကလုံးဝအမှတ်1လမ်းနဲ့ဟိုဘက်အမှတ်3လမ်းကိုဆက်သွယ်ထားတဲ့လမ်းကြီးပေါ့နော်ဆိုတော့လုံးဝကားရှင်းနေတယ် ကာလုံးဝမရှိဘူးတော်တော်ရှင်းတယ်ကျွန်တော်မောင်းတယ်ပေါ့နော်အခု69 105 108 109 110ဒီမှာကားရှိရတော့ကျွန်တော်နည်းနည်းလေးရှင်းလိုက်မယ်ကျွန်တော်အောက်ကနေကျွန်တော်ကြော်မယ်ပေါ့နော်ထပ်ပြီးတော့ဆိုတော့ကျွန်တော်ကဒီအခု လမ်းရှင်းတဲ့နေရာမှာကီလို100လောက်ထိအခုလိုမိုးရွာနေတဲ့အချိန်မှာနင်းတဲ့ခါမှာဘာမှကျွန်တော်စိုးရင်ကြောင်းကြမှုမရှိဘူးအစိုးရရတာမရှိဘူးနောက်ပြီးတော့တခုပဲကျွန်တော်အင်ဂျင်ပါဝါကိုဖိနေလိုက်တဲ့အချိန်မှာအင်ဂျင်လေးကြားလွယ်လို့ရှိရင်ကျန်တဲ့ဟာကျွန်တော်တော့အဆင်ပြေတယ်လက်ခံနိုင်တဲ့အနေအထားရှိရဲဒါကကျွန်တော်ရဲ့ personal experience ပေါ့နော်ဆိုတော့အကယ်၍ဒီမှာ test ride ကလည်းရှိရတဲ့အတွက်ဒီ experience မျိုးကိုမယုံဘူးဆိုလို့ရှိရင်လည်းကိုကိုယ်တိုင်လာပြီးတော့စမ်းသပ်ပြီးတော့ mountain ကြည့်လို့ရတယ်ပေါ့နော်ဆိုတော့ဒီကောင်းကို ကောင်းရဲ့ specification ကိုထပ်ပြန်ပြောရရင်ဒီကောင်ကအရှိရောအနောက်ရောမှာ multi-lane independent suspension တွေကိုတုံးထားတယ်နောက်ပြီးတော့ wheel base လည်းကျဲတယ်အဲ့ဒီအတွက်ကြောင့် vibration တော်တော်ကိုမရှိဘူးလုံးဝမရှိသလောက်ပဲအဲနောက်ပြီးတော့ကားကပြက်လဲကျဲတယ်အဲ့ဒီအတွက်ကြောင့်မို့ကားအထဲထဲမှာစီးရတဲ့သူတွေကလူးတာမျိုးအာစောင့်တာမျိုးဘာမှမခံစားရဘူးတော်တော်လေးကိုညင်ပြီးတော့မဖြစ်တဲ့ဟို engine power ကလည်းကျွန်တော်တို့ဒီ200တက်200လေး horse power ရှိရတဲ့အတွက်ကြောင့်မလို့အစွဲယုံကလည်း ကောင်းတယ်ပေါ့နော်ဆိုတော့များသောအားဖြင့်ကျွန်တော်တို့ပုံမှန်1.5တွေဆိုလို့ရှိရင်180 180တချို့ကားတွေဆိုလို့ရှိရင်7 seater လောက်ထားပြီးတော့အဲကျွန်တော်တို့ horse power 190လောက်ပဲရှိတဲ့ကားတွေတောင်ရှိတယ်ဒီကောင်ကတော့200 200လောက်ထိထွက်တယ်နောက်ပြီးတော့လည်းကျွန်တော်စီးရတာလည်း4ယောက်စီ5ယောက်စီပေါ့နော်နောက်မှ3ယောက်ထိုင်ရင်လည်းထိုင်ဒါမှမဟုတ်လို့ကျန်2ယောက်ထိုင်ရင်လည်းဒီလိုနေထားမျိုးမှာတော့ horse power 200ဆိုတာအဲတော်တော်လေးကိုလုံလောက်ပြီးအဆင်ပြေတယ်တော်တော်ကားကြော်တွေပါလေကျွန်တော်ကတော့စိတ်ကျဉ်နေမှုရှိတယ်ပေါ့နော်အဓိကကျွန်တော်ကတော့ဒါကိုပဲပို့ပြီးတော့ကျွန်တော်ကြည့်တယ်ပေါ့နော် တော့အဲကားကြော်ရတာဘလို့နေလဲ instance store ဘလို့ရှိလဲပေါ့နော်ဒါတော့ခုကျွန်တော် land နဲ့ဆိုးတဲ့နေရာအကြိုင်လေးတွေရှိတဲ့နေရာပေါ့နော်အဲဆိုတော့အောက်မှာ suspension တွေလှုပ်နေတဲ့အဲအလုပ်လုပ်နေတဲ့ခန်းစားချက်ကိုကျွန်တော်အတန်ကြားနေရတယ်ဒါပေမဲ့အပေါ်မှာစောင့်ပြီးတော့အဲခုံနာမျိုးပါမျိုးလုံးဝမရှိဘူးပေါ့နော်စတင်နားလေးကတော့ဂျိုင်လေးတွေတော်တော်လေးပေါ့တယ်ပေါ့နော်လမ်းဟာဆိုတော့ဂျိုင်လေးတွေကြာသွားတယ်ဂျိုင်းကြာလေးတွေမှာတော်တော်လေးကို မြင်တာတယ်ပေါ့နော်ဆိုတော့အတန်အစ်လည်းအစ်ဖြစ်တဲ့အတွက်အတန်လည်းဘာတန်မှမကြရဘူးအောက်ပိုင်းတန်တွေပါတယ်ဘာမှမရှိဘူးကျွန်တော်ဒီမှာဆိုရင်ဒါဂျိုင်လေးတွေပေါ့နော်ဂျိုင်လေးတို့ကျွန်တော် net speed လေးတစ်ခုနဲ့နင်းကြည့်မယ်ဂျိုင်ပြောင်းနင်းကြည့်တယ်အဲကျွန်တော်တို့ AA စစ်စစ်ပဲပေါ့နော်ဆိုတော့ဒီကားလေးကိုကျွန်တော်တို့ဒီ show လုံးကအကိုကလည်းကျွန်တော်ကိုတေချာလေး test ride အဲစိတ်ကြိုက်စမ်းဖို့ပေးလိုက်တယ်ဆိုတော့ကျွန်တော်လည်းဒါတေချာလေးကိုစနစ်တကျစမ်းကြည့်နေတာပေါ့နော်ဆိုတော့ lens ရော အဲလန်ဂျန်ရောကျွန်တော်တို့ဒီ highway ပုံစံမျိုးရောကျွန်တော်စမ်းကြည့်နေတာပေါ့နော်ဒါဆိုလည်းဂျိုင်လေးတွေရှိရေဂျိုင်လေးတွေရှိတယ်ဆိုတဲ့အခါကျတော့ဂျိုင်းကြတော်တော်လေးကိုအာညင်တာတယ်နော်အောက်က suspension နေအာတော်တော်လေးအလုတ်လုတ်တယ်ပေါ့နော်အရင်တောင်းနေရမျိုးလုံးဝမရှိဘူးချိုးကကျတော့အသစ်ဆိုပြီးတော့အရင်မာနေရမျိုးရှိရမာနေတဲ့အခါမှာကျတော့အပေါ်မှာလူးတာပေါ့နော်ဆိုတော့အောက်ကတောင်းနေတဲ့အတွက်ဒီအောက်ကကောင်နေဟူကတော့သူ့အနေနဲ့သူအာပျော်ရမယ်ချိန်မှာပျော့တယ်မာတဲ့နေရာမျိုးမှာမာထားတယ်ဆိုတော့အနေထားမျိုးရှိတယ်အဲလိုကြောင့်မို့အပေါ်ကစီးနေတဲ့သူက ကားကားရဲ့အချိန်ဆောင်းတာအကြောင်းလူတာမျိုးဆောင်းတာမျိုးလုံးဝမရှိတော့ဘူးပေါ့နော်အဆင်ပြေပါတယ်ဆိုတော့အကယ်၍အခုချိန်မှာကိုကနည်းနည်းလမ်းကျန်တဲ့နေရာလေးပါလေသွားမယ်ဆိုလို့ရှင်လေဒီကားမျိုးကအဆင်ပြေတယ်လို့တော့ပြောလို့ရတယ်အဲဆိုတော့အခုကျွန်တော်ဒီကောင်လေးကို test ride မောင်းခဲ့ပြီးသားပြီကျွန်တော်တော်တော်ဝေးလေးမောင်းခဲ့တယ်ကျွန်တော်အမှတ်နှစ်လမ်းတိုးခိတ်နာနေပြီးတော့ကျွန်တော်အမှတ်ခွန်လမ်းအမှတ်ခွန်လမ်းနေပြီးတော့အမှတ်သုံးလမ်းနေပြီးတော့တော်ချောက် မြောက်ကလာဘက်ကနေဒီဘက်ကိုကျွန်တော်ပြန်လာတာပေါ့နော်ဆိုတော့လမ်းမှာကျွန်တော် highway speed အမြင့်နဲ့လဲမောင်းခဲ့ပြီး100ကျော်120အထိနင်းခဲ့တယ်ကားတွေလည်းကြော်ကြည့်ခဲ့တယ်ဂျိုက်တွေလည်းကျွန်တော်ဖြတ်ခဲ့တယ်ပေါ့နော်လက်ရှိမှာကျွန်တော်ကျွန်တော်အားရတဲ့အချက်လေးတွေတိတ်အားမရတဲ့အချက်လေးတွေကျွန်တော်ပြောပြပေးပါမယ်ပထမဆုံးနဲ့အားမရတဲ့အချက်ကတော့နည်းနည်းတစ်ခုပေါ့နော်ဒီ A pillar လေးတွေနည်းနည်းကွယ်သလိုခံစားရတယ်နောက်ပြီးဒီကောင်က bonnet ကြီးကအမြင့်နဲ့ရှည်တဲ့ဖြစ်တဲ့အတွက်နည်းနည်းလေး bonnet ကကွယ်သလိုခံစားရတယ်ပေါ့နော်အဲ့ကျတော့ အဲဘယ်လိုမျိုးလဲဆိုတော့တချို့မိန်းကလေးတွေပဲဖြစ်ဖြစ်တချို့ဟိုဒီကားကိုဘောနဲ့အကြီးကွယ်နေရမျိုးမကြိုက်တဲ့သူမျိုးတို့ကတော့ဒါကြီးကနည်းနည်းလေးအားမရစရာဖြစ်ကောင်းအာဖြစ်နိုင်တယ်အဲဆိုတော့ဒါပေမဲ့လည်းအရင်ကွယ်နေတာမျိုးတော့လည်းမဟုတ်ဘူးအဲမဲ့သူရဲ့သူ့ရဲ့360ကင်မရာတွေကျွန်တော်နောက်ပြီးတော့အဲ blind spot ကင်မရာတွေကတော်တော်လေးကိုအလုပ်လုပ်တယ်ဆိုတော့ blind spot ကင်မရာနေရာမှာလည်းကျွန်တော်ကဒီ main ကျွန်တော်တို့ infotainment စခွင့်မှာမဟုတ်ဘဲနဲ့ကျွန်တော်တို့ဒီ instrument customer ပို့ပြပေးနိုင်တော့ပို့ကောင်းတယ်ဒါပေမဲ့ instrument customer ပြရင်တော့ခက်သေးသေးလေးပဲပြလို့ရမှာပေါ့နော်ဒီကောင်ကတော့ဒီ အလဲ infotainment ဆိုမှဖြစ်တဲ့အတွက်အကြီးကြီးပြထားတယ်ကြီးကြီးလင်းလင်းမြင်ရတယ်ဆိုတော့ကားကကြီးတယ်အဟန်ကြီးတယ်ဆိုပေမဲ့လေကျွန်တော်ဒီလိုအဲဒီ infotainment ခွင့်မှာကျွန်တော်တို့ကင်မရာကောင်း resolution ကောင်းကောင်းနဲ့ပြပေးနိုင်တဲ့အတွက်တော့အခက်အခဲရှိမှာမဟုတ်ဘူးအဲကောင်တွေကလည်းမြင်ကွေးတွေကအရှိရောနောက်ရောမြင်ကွေးပါတယ်ဆိုတဲ့အတွက်ကြောင့်ပို့ပြီးတော့ကောင်းတယ်နောက်ပြီးတော့ तू က bad eye view ကပါတယ်ပေါ့အပေါ်ကနေ movie ကြီးတဲ့ view ပါပါတယ်ဆိုတော့ तू ကပုံမတိုင်းဆိုတာ360မဟုတ် तू က940 view လို့ तू ကပြောထားတာပေါ့နော်ဆိုတော့အဲကြောင့်အဲဒီတော့ကြောင့်မို့ orange ဖြစ်တယ်နောက်တော့အားရတဲ့အချက်ကဘာလဲဆိုတော့ အဲကျွန်တော်တို့ဒီ high speed နဲ့နင်းတဲ့ခါမှာလူးတာတွေခါတာတွေမရှိဘူးချိန်ကြတယ်မှာတော်တော်လေးကိုညင်းတာတယ်လုံးဝကိုချိန်ကြတာလုံးဝမသိတာဘူးနောက်ပြီးအကဲချိန်ကြီးကြတဲ့ခါဆိုရင်လည်းချိန်ကြတော်တော်လေးကိုညင်းတာတယ်ကားက wheel base ကလည်းတော်တော်ရှည်တယ်ကိုးပေလောက်ရှိတယ် ground gear ဆယ်မြင့်တယ်နောက်ပြီးတော့ဒီပြက်လေးတော်တော်ကျယ်တယ်ပေါ့နော်အဲဒီတော့ကြောင့်ကျွန်တော်မောင်းရတဲ့ခါမှာလူးတာလုံးဝမရှိဘူးအထဲထဲမှာတက်တောင့်တတရှိတယ် high speed တွေမောင်းတဲ့ခါမှာညင်းနေဒါကတော့အားသာချက်မရှိဆုံးကျွန်တော်သဘောကျဆုံးအချက်တွေဖြစ်တယ်အဲနောက်တစ်ခုကဘာလဲဆိုတော့တခုကတော့ပေါ့နော်ဒီ အဲအင်ဂျင်ဝိုင်းကြောင်းလည်းဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့နော်ဆိုတော့ကျွန်တော်ဒီပုံမှန်မောင်းနေ SP ကနေအတင်းဆောင်နေလိုက်တဲ့အခါမှာအင်ဂျင်တန်လေးတော့နည်းနည်းကြားရတယ်အဲကောင်လေးကဆိုတော့ကျွန်တော်အင်ဂျင်ဝိုင်းနဲ့ပတ်သက်ပြီးတော့ကတော့ဒီကားလေးမေးကြည့်တော့ 0W20 တုံးထားရလို့တော့သိရတယ်ဆိုတော့အင်ဂျင်ဝိုင်းကအဲသူ manual ထဲမှာ specification ဘယ်လောက်ထည့်ထားလဲတော့မသိဘူးပေါ့နော်ဒါအင်ဂျင်ဝိုင်းရိုးချယ်မှုမျိုးစားပုံမှန်လည်းမူတည်ကောင်းမူတည်နိုင်တယ်ဆိုတော့ဒါပေမဲ့အရင်စုနေရမျိုးလားဆိုတော့လည်းမဟုတ်ဘူးပေါ့နော်ပုံမှန် အနေထားမျိုးမှာဘာသာမှမကြရဘူးဒါပေမဲ့ရုပ်တရက်စောင့်နေလိုက်တဲ့အချိန်မျိုးမှာအဲ speed high speed တင်တဲ့ RPM များတဲ့ခါမှာအတန်လေးနည်းနည်းကြားရတယ်ဒါကတော့ဟိုအမှန်တမ်းပြောရရင်အားနည်းချက်လို့တော့ပြောလို့မရဘူးဘာလို့ဆိုတော့ကားတော်တော်များများမှလည်းအဲ့လိုမျိုးနင်းလိုက်တဲ့ခါမျိုးမှာအတန်လေးကြားရတာတော့ရှိတယ်မထွက်ရင်တော့ပိုကောင်းတယ်ဆိုတဲ့သဘောမျိုးရှိတာပေါ့နော်ဒါပေမဲ့ကြားရတယ်ဒါလောက်ခေးပဲရှိတယ်ကြံတဲ့ဟာကတော့ဘာမှအထွေထူးအပြစ်ပြောစရာမရှိဘူးမောင်းရတာတော်တော်လေးကိုကောင်းတယ်အကွေတွေပိုင်းမှာဆိုလဲသူကဗျက်ကျဲပြီးသားဖြစ်တဲ့အတွက် stable ဖြစ်တယ်နောက်ပြီးတော့အနောက်မှာလည်းကျွန်တော်ဘေးလေးကိုသူကကားထားတာဖြစ်တဲ့အတွက်ပို့ပြီးတော့ stable ပို့ပြီးတော့ဖြစ်တာပေါ့နော်ဆိုတော့အခါကျတော့နောက်ပြီးတော့ suspension တွေကအရှိရောနောက်ရော independent suspension သုံးထားတယ် wheel base ကျဲတယ်ဒါအတော့ကြောင့်မလို့ထဲထဲမှာစီးရတာတော့တော်တော်လေးကိုညင်ညောင်းတယ်လို့ပြောလို့ရတယ်အာကျွန်တော်အခုလက်ရှိမောင်းခဲ့တဲ့ SUV တွေထဲမှာဒီကောင်လေးကတော်တော်ညင်ညောင်းတယ်၅ယောက်စီးထဲမှာဆိုရင်ပေါ့နော်တော်တော်ညင်ညောင်းတယ်ဆိုတော့ကျွန်တော်ဒီကောင်လေးကိုအဲဘယ်လိုနှိုင်းရှင်ကြည့်မလဲဆိုလို့ရှိရင်ထားပါတော့အဲကျွန်တော်ကိုကျွန်တော်အမြင်ပြောတာပေါ့နော်ကျွန်တော်ဥမာထားပါတော့ Suzuki Artiga Type B အခုနောက်ဆုံးခွက်တဲ့ဟာဆို1800 1900ရှိတယ်ဒီကောင်လေးကအခု 1199နဲ့အဲကျွန်တော်တို့ showroom ကနေ launch လုပ်ထားတယ်ဒါပေမဲ့အပြင်မှာတော့ demand ရဈေးလေးတွေက1490ဝန်းကျင် လောက်ဖြစ်နေတယ်ဆိုတော့ကျွန်တော်ကိုမင်းမယ်အာဒီကားနဲ့ဒီကားနဲ့မင်းဘေကားစီးမလဲဆိုရင်တော့ကျွန်တော် personally ပေါ့နော်ဆိုတော့ကျွန်တော်တရုတ်ကားတွေဂျပန်ကားတွေဘာမှခွဲပြားတာမဟုတ်ဘူးကျွန်တော် personally ရဆိုတော့ကျွန်တော်ဒီကားကိုစီးမယ်ဘာဖြစ်လို့ဆိုတော့ build quality กว่าတယ်အစွဲယုံกว่าတယ် engine power กว่าတယ်ပေါ့နော်ဒါပြောဒီကောင်က7 speed dual clutch ဖြစ်သွားတယ် dual clutch ပုံမှာ wet dual clutch ပေါ့နော်အဲ့တော့ကြောင့်ပို့ပြီးတော့ပို့ကောင်းတယ်ပေါ့နော်ဆွဲခါကျတော့ကျွန်တော် ီကောင်လေးကိုတော့ကျွန်တော်ပို့ပြီးနှစ်သက်တယ်ဒါပေမဲ့ဂျပန်ကလည်းကြိုက်တဲ့သူလည်းကြိုက်ကောင်းကြိုက်လိမ့်မယ်ဆိုတဲ့အခါကျကျွန်တော်ကတော့ဒီကောင်လေးကို personally ရတော့ကျွန်တော်သဘောကျတယ်ဒါကဘာမှ bias ပေါ်ပြီးလိုက်ပြီးပြောတာမဟုတ်ဘူးဒါဒီ review ကလည်းကျွန်တော်ပိတ် review လည်းမဟုတ်ဘူးကျွန်တော်ကဒါကျွန်တော်ကိုယ်တိုင်စိတ်ဝင်စားတဲ့ကားလေးကိုကျွန်တော် like ရိုက်တယ် like ပြီး test ride လုပ်တယ်တကယ်လည်းစိတ်ဝင်စားလို့ကျွန်တော်အဲ့အရင်သုံးလတော့ကကျွန်တော်ဒီကားလေးကိုဝင်ကြည့်တယ်ဈေးနှုန်းကစိတ်ဝင်စားလို့ဝင်ကြည့်တယ်ကြိုက်တယ်အဲ့ဒါအောင်မှဒီ showroom ကလည်းအော်အဲ့ဒါဆိုလိုက်ရိုက်သွားဆိုရင်ဒီလေး test ride လေးလည်းရပြီလာလို့ကြည့်ပါအောင် ချိန်အားရင်လာလို့ကြည့်ပါအောင်ဆိုတော့ကျွန်တော်တကယ်လာလို့ကြည့်တယ်ဆိုတော့ကျွန်တော်ဆွမ်းနာလိုပဲအားနည်းချက်လေးလေးကျွန်တော်ပြောပြပေးသွားတယ်ဆိုတော့အားသာချက်ကိုလည်းကျွန်တော်ပြောပြပေးသွားတာဖြစ်ပါတယ်ဒီ range မျိုးမှာတော့ကျွန်တော်လောလောဆယ်ရွေးချယ်စရာကားတွေနည်းသေးတယ်ပေါ့နော်1500 500ဝန်းကျင်မှာတော့တခြား SKD အများသောအဖြစ်အားအပြင်ပေါက်ဈေးတွေကတော့1600ကျော်တွေပါတယ်ဖြစ်နေတဲ့အချိန်မျိုးမှာတော့ဒီကောင်ကတော့သူ့ဈေးနဲ့အဲသူ့ရတဲ့ function ရတော့အသုံးပြတယ်လို့ပဲကျွန်တော်ပြောပြသည်ဆိုတော့အကယ်၍ကျွန်တော်ပြောတဲ့အချက်တွေထဲမှာလိုခဲ့တာဖြစ်ဖြစ်အာပြန်ပြီးဆွေးနွေးကြတာပဲဖြစ်ဖြစ်အဲ့လိုမျိုးဆိုလို့ရှိရင်လည်းကျွန်တော်အောက်မှာ ကိုမမရေးပြီးဆွေးနွေးသွားလို့ရပါတယ်ဆိုတဲ့အခါကျအကယ်၍ဒီကားနဲ့ပတ်သက်ပြီးအသေးစိတ်သိကျင်တဲ့အချက်အလက်တွေဈေးနှုန်းပဲဖြစ်ဖြစ်ဘလို့ pre order ဝယ်ယူရတာပဲဖြစ်ဖြစ်သိကျင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်အောက်မှာပြေးထားတဲ့ crawler ဖုန်းနံပါတ်လေးတွေမှာအဲကျွန်တော်မေးမြန်းလို့ရပါတယ်ဒီ showroom ကိုလာရောက်လေ့လာကျင်တယ်ဆိုရင်လည်းဒါတကန်းကျွန်း၄တောင်းခံလမ်းမကြီးပေါ်မှာရှိတဲ့1717 showroom မှာလာပြီးလေ့လာလို့ရတယ်ဒီမှာ test ride ကလည်းရှိရဲဆိုတော့အဲလာပြီးလေ့လာလို့ရတယ် pre order စနစ်တွေပါတယ်တော့ showroom ကိုပဲမေးလိုက်တော့ပေါ့နော်ကျွန်တော်ကတော့ပြောလို့ရှိရင်အဲ information မှားတာမျိုးဖြစ်သွားမှာဆိုတဲ့အတွက်ကြပါခုလိုမျိုးကျွန်တော်ရဲ့ review လေးကိုအစနဲ့အဆုံးထိကြည့်ပေးတဲ့သူတွေအားလုံးကိုကျေးဇူးထူးပဲတင်ရှိပါတယ်ခင်ဗျာ